စီဝါကူတာဝင်းကြီးဒေါက်တာတန်းမြင့်ကလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံစမှာပြောလိုက်တာဖြစ်ပါတယ်။ဒကန်းဆိုရင်ကျွန်တော်တို့ကဒီဒီ9နှစ်တွင်မှာပို့ကုန်3ဆလောက်တက်မှတာလဲကျွန်တော်တို့ကစီဝါကြီးကအခြေခိုင်းမှာမှာဒီပို့ကုန်ကမတက်ဘူးဆိုရင်ကျွန်တော်တို့ကဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ပြည်တွင်းရဲ့အရင်းကြီးကတကယ်ကိုပိုင်ဆိုရင်ဒါပို့ကုန်ပေါ်မှာပါလေအခြေကြီးပါတယ်။ရေရှည်မှာတော့ကျွန်တော်ဘာဖြစ်ဖြစ်9နှစ်ကာလတွင်မှာတော့ကျွန်တော်အနည်းဆုံးဒီကုန်သွယ်မှုက export led growth နေတဲ့3ဆလောက်တက်ရအောင် ဒါလုပ်ဖို့ဆိုရင်တော့ဘာပဲဖြစ်ဖြစ်ဝန်ကြီးဌာနတော်ဝန်ကြီးဌာနများနဲ့တော်ကောင်အဲဒီကျွန်တော်တို့ဒီမှာလာတဲ့ကုန်တကြီးများနဲ့တော်ကောင်ဘာပဲတောင်းကိုကြီးရှိတယ်ဆိုတော့သဘောပေါက်ပြီးတော့အပြည်သူ့အတွက်ညီညွတ်လက်တွဲဆောင်ရွက်ကြပါလို့ပြောရင်ကျွန်တော်ညီကုန်းချိုးပါတယ်ခင်ဗျာဟုတ်ကဲ့ပို့ကုန်တုံးမြစ်ဖို့အတွက်လက်ရှိအခြေခံအဆောက်အအုံခင်းခြင်းနဲ့မဖြစ်နိုင်သေးဘူးလို့လုပ်ငန်းရှင်တွေကအကြံပြုခဲ့ကြပါတယ်ဒီလိုရှိတဲ့ capacity ရှိတဲ့ဝန်ထမ်းရှိတဲ့ကျွန်တော် logistics facility နဲ့ကျွန်တော် သွားတယ်လည်းကြောင်းနေရတယ်ကျွန်တော်တို့တွန်းမယ်ဆိုရင်ဘုရားစဉ်းစားရဖြစ်လာတကယ်တော့ကျွန်တော်တို့သုံးစားတင်မယ်ဆိုရင်ကျွန်တော်တို့စိတ်ကမ်းအောင်ညောက်ကန်ဒီလုံရင်ထုတ်ပေးနိုင်မှာဒါတော့တကယ်တော့ကျွန်တော်ကန်ကြွယ်သိနေနိုင်မှာကျွန်တော်တို့ဘာရှိနေရကျွန်တော်တို့စပ်ပေးရအောင်ဒါအဝယ်ကြီးဖြစ်ဘူးအခုကျွန်တော်တို့သွားတယ်အမှန်ယူရသွားနေဒီယူရီယာကိုသုံးစား34နိုင်လုံးလုံးမလာဘူးနော်ဖြစ်နိုင်လုံးတဲ့နိုင်အောင်ယူပြီးတော့ဆက်ချောင်းနိုင်တော့မရအောင်24နိုင်ရောတော့မှရမ်းနေထားဘူးကျွန်တော်တို့ဘာရှိရစိတ်ကမ်းကပ္ပစတိကျွန်တော်တို့ဘာရှိရနေဆက်ထပ်ပေါက်ရအောင် ကျွန်တော်တို့ရည်ဖြစ်ပြီလားဒါရီယာလည်းကျွန်တော်တို့အတွက်ချဲ့ညံ့ဖြစ်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့နေရတော့ဒါတော့ရောက်သွားဖို့သွားမယ့်အာနေနဲ့ကျွန်တော်လက်ခံကျွန်တော်တို့နေရတာဟုတ်ဒီသုံးစားကျွန်တော်သွားရပြီးစားတယ်ဒီမှာပဲတိုင်းပြည်ကတို့တော့ဒါမှ Facebook အစီအမရှိဘူးရောလက်ခံဒါပေမဲ့သွားဖို့အတွက်ကျွန်တော်တို့နေပြင်ဆင်ဖို့အတွက်ကကျွန်တော်အများကြီးလိုပါဆိုရတဲ့ဟာစီးပွားရေးလုပ်ငန်းတွေကိုတယောက်တည်းလုံးပိုင်ခွင့်ပေးမှာမဟုတ်တလို့လောဝက်ကြီးအုပ်ထားမှာမဟုတ်ဘူးလို့ပြောပါတယ်။ပြည်တွင်းကအဖွဲ့အစည်းတွေရဲ့ဒီအကုန်သွယ်မှုဆိုင်ရာထုံးလုံးမှုဆိုင်ရာ အရေးသူတွေမြင့်မို့ဆိုရင်အစိုးရလဝကြီးအုပ်ထက်ကရှော့ချပြီးတော့ကျွန်တော်တို့ကပုဂ္ဂလိကလုပ်ငန်းတွေပေါ့တူးချင်းပဲဖြစ်ဖြစ်အစုလိုက်ဖြစ်ဖြစ်ဒါအသင်းလိုက်ဖြစ်ဖြစ်ဒါကျွန်တော်တို့ကထုတ်လို့ရောင်းမှုဖြစ်အောင်ကြပုဂ္ဂလိကတွေအားပေးရမှာပေါ့ငါအားပေးတဲ့အခါကျတော့ကျွန်တော်တို့ကတစုတစ်ဖွဲ့ကဒါလဝကြီးစနစ်မဟုတ်ဖဲနဲ့ကိုအပြိုင်ဆိုင်ပေါ့ဗျာတရားမြတ်တော့အပြိုင်ဆိုင်ပေါ့ကိုအည်သွေးရရှင်ပြန်နိုင်အောင်ကျွန်တော်တို့ကကိုရဲ့အည်သွေးတွေ ဒါလုပ်ငန်းအကြီးသေးထုတ်လုပ်မှအကြီးသေးဆောင်းမှအကြီးသေးတိုးတက်အောင် ကျွန်တော်တို့လုပ်ပြီးတော့ကျွန်တော်တို့ဒီလိုနည်းနဲ့ပဲကျွန်တော်တို့ကထုတ်လုပ်သူဖြစ်ဖြစ်ရောင်းဝယ်သူဖြစ်ဖြစ်ပုဂ္ဂလိကလုပ်ငန်းတွေကျွန်တော်အားပေးရအားပေးရမှာပါစီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လက်ညှိုးထောင်ခေါင်းငိတ်စိတ်ဓာတ်တွေကိုဒီနေ့အစိုးရအသက်လက်ထက်မှာ ပြုပြင်ဖို့လိုအပ်ပြီးလို့မြန်မာနိုင်ငံစံစပါအသင်းချုပ်ဥက္ကဋ္ဌဦးချစ်ခိုင်ကပြောပါတယ်ကျွန်တော်ပြီးခဲ့တဲ့အစိုးရဖွဲ့2020အစိုးရဖွဲ့မတိုင်ခင်ကတမရိုးအစိုးရလက်ထက်မှာအသင်းအဖွဲ့တွေကိုဖွဲ့စည်းခဲ့တဲ့ဥစ္စာ က်ဆိုင်ရာအစိုးရများက ခိုင်းစေဖို့ဖွဲ့စည်းခဲ့တဲ့အသင်းအဖွဲ့တရံလို့ပဲကျွန်တော်အနေနဲ့ကောက်ချက်ပြုလုပ်ပါတယ်ပြောဆိုခွင့်တင်ပြခွင့်ဆိုတဲ့ဟာလေအကြိုက်ကိုပဲပြောဆိုရတဲ့အသွင်တရံရှိတယ်လို့သုံးသပ်လို့ရပါတယ်အဲ့တော့2010အစိုးရတက်တက်တက်လာပြီးတော့ပြောင်းလဲလာပြီလားဆိုတဲ့အနေအထားမှာအတိုင်းအတာတစ်ခုအနည်းငယ်သာပြောင်းလဲလာပြီးတော့လက်ညှိုးထောင်ကောင်းခြင်းဘဝနဲ့ပဲ ဖြတ်တန်းလာခဲ့တယ်လို့ဒီတိုင်းကျွန်တော်သုံးသပ်ပါတယ်အသင်းအဖွဲ့တွေမှာတာဝန်ယူနေတဲ့သူတွေဟာအဲ့ဒီအသင်းအဖွဲ့တွေကိုမမိတို့ရဲ့အတ္တအကျိုးစီးပွားအတွက်စင်မြင့်နေအဖြစ်အသုံးချခြင်းကိုဒီနေ့ပြောင်းလဲလာတဲ့အစိုးရအသက်လက်ထက်မှာတော့ပြုရင်ပြောင်းလဲဖို့လိုအပ်လာပြီလို့အကြံပြုတင်ပြလိုပါတယ်အဲ့ဒီတွေ့ဆုံပွဲကိုပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေနဲ့အခြားစီးပွားရေးလုပ်ငန်းရှင်200ကျော်တက်ရောက်ခဲ့ကြပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာရင်ဆိုင်နေရတဲ့အခက်အခဲတွေနဲ့မလိုအပ်တဲ့တားဆီးမှုတွေကိုဖြေလျှော့ပေးဖို့တင်ပြခဲ့ကြပါတယ်ခင်ဗျာ။